ဂရမီရရင်ပါရလဲပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒင်ကာရှိုး channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်နှစ်စဉ်ဂျင်ပါပြုလုပ်လေးရှိတဲ့ဂရမီဂီတဆုပေးပွဲကနိုင်ငံတကာဂီတအနုပညာရှင်တန်းရဲ့မျှော်လင့်ချက်အိမ်မက်အဖြစ်ကိုတည်ရှိစေပါတယ်ဂရမီဆုပေးပွဲကြီးကကမ္ဘာအကြီးဆုံးနဲ့ဂုဏ်အရှိဆုံးဂီတဆုပေးပွဲကြီးတစ်ခုအဖြစ်ကိုရှိနေပြီးတော့နိုင်ငံအသီးသီးကအနုပညာရှင်တွေကဂရမီဆုကိုရယူနိုင်ဖို့အတွက်အပြိုင်အဆိုင်ကြိုးစားကြလိမ့်ရှိပါတယ်ဒါကြောင့်ဒီကနေ့ရဲ့ ီယိုမှာတော့ဂီတနုပညာရှင်နေနေနဲ့ဂရမ်မီဆုရရင်ဘာရလဲဆိုတဲ့အကြောင်းအရာကိုဂျေရှုသူပရိသတ်တို့အတွက်ကောင်းထုတ်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အစင်သစ်ဖြစ်ပြီဆိုရင်တော့အကြောင်းအရာလေးကိုစတင်လိုက်ရအောင်ပါရှင်။ပရိသတ်များရှင်မြမဆိုယိုးအရာအကယ်ဒမီဟာနဲ့ကြီးရဲ့ဆိုတဲ့ဇာတ်အတိုင်းပဲဂရမ်မီရလည်းထိုးနီလကောင်းပဲဖြစ်ပါတယ်။ရည်ချင်းပြည့်မီတဲ့အနုပညာရှင်နေတောင်မှဂရမ်မီနဲ့လွှဲချော်ခဲ့ရတဲ့ဥပမာတွေလည်းအများအပြားရှိလို့နေပြန်ပါတယ်။ကမ္ဘာထိပ်တန်းစီးရင်ဂီတအနုပညာရှင်နေဖြစ်ကြတဲ့ ဲ့ Katy Perry, Nicki Minaj, Sia, Lana Del Rey တို့ကဒေသချင်းကောင်းများစွာကိုဖန်တီးပုံဖော်နိုင်ခဲ့ပေမယ့်အခုချိန်ထိတိုင်အောင် Grammy ကန်ခင်ရစေဖြစ်ပါတယ်။လက်တလုံးမှာဆိုရင်တော့ဒီကိစ္စကြောင့် Holy Dejo Jo ဖြစ်နေပြီးတော့ Beyonce ကလည်း Grammy ဆုပေါင်း32ခုကိုအရယူထားနိုင်ခဲ့ပြီး Grammy ဆုအများဆုံးရဆိုတော့တယောက်အနေနဲ့ Grammy ဆန်ချိန်တင်ထားတာဖြစ်ပါတယ်။ အဆိုတော်တွေက Grammy ဆုကြီးအတွက်အပြိုင်ဆိုင်စူးစမ်းကြလိရှိပြီးတော့ Grammy ဆုကိုအရယူသွားနိုင်တဲ့အဆိုတော်တွေနေနဲ့ကတော့အလွယ်ပြောရရင်ဂုံကလွဲရင်ဘာဆိုဘာမှမရကြပါဘူး Grammy ဆုတစ်စိတ်ကိုကရွှေအစစ်မဟုတ်ပဲ ရမီယန်ဆိုတဲ့တတ်တုတမျိုးနဲ့ပြုတ်လောက်ထားတာဖြစ်ပြီးတော့ရွှေရည်ပြန်စိန်ထားတာဖြစ်ပါတယ်။မြန်မာအကယ်ဒမီရွှေစင်ရုပ်ထုမှာပါတဲ့ကျယ်ဝင့်တောင်မှရွှေစင်နဲ့ပြုတ်လောက်ထားတာဖြစ်ပြီးတော့ဂရမ်မီဆုကတော့ရွှေရည်စိန်တစ်ခုသာဖြစ်ပါတယ်။ဂရမ်မီဆုရသွားကြတဲ့အဆိုတော်တွေအနေနဲ့လည်းဂရမ်မီဆုတစ်စိတ်ကိုပြန်ရောင်းခွင့်လည်းမရှိပါဘူး။ဒါပေမဲ့အလိုတန်းပြုတ်လောက်ဖို့အတွက်လေလံဖြစ်တာမျိုးဒါမှမဟုတ်ပြားတိုက်ကိုပို့တာမျိုးတော့လုပ်ခွင့်ပေးထားပါတယ်။ဂရမ်မီဆုတစ်စိတ်ကိုအပြစ်မှရောင်းချခွင့်မရှိပေမဲ့ဂရမ်မီဘုတ်ဖွဲ့ကိုတော့ပြန်လည်ရောင်းချနိုင်ပါတယ်။တန် မှုအဖြစ်တော့ Oscar ဆုလိုမျိုး American Dollar ဒေါ်လာပဲရရှိမှာဖြစ်ပါတယ် Grammy ဆုဥပညာရှင်အနေနဲ့ကတော့လုံးဝလက်ပလာတော့မဖြစ်ပါဘူး။ Grammy ဆုပေးပွဲကိုတက်ရောက်ရုံနဲ့တင်ဆုပေးပွဲကို sponsor ပေးတဲ့ brand အသီးသီးရဲ့ပစ္စည်းအထုတ်လိုက်ကကိုကားနောက်ခံနဲ့ရောက်နေပြီးသားပါပဲ။နောက်ထပ်အကျိုးအမြတ်တစ်ခုကတော့ဥပညာကြီးတက်တာပါ။မဂ္ဂဇင်းရဲ့ဖော်ပြချက်အရ Grammy ဆုရဥပညာရှင်တွေကသူတို့ရဲ့ဥပညာကြီးကိုတိုးတောင်းကြပါတော့တယ်။ဥပညာကြီးကအဆိုတော်နာမည်ကြီးရင်ကြီးတဲ့လောက်ရတာဆိုပေမဲ့ Grammy ဆုရအဆိုတော်ကနာမည်ကြီးချင်းရှင်ရင်တောင်မှဥပညာကြီး ပို့ပြီးတော့ download ရပါတယ်။၂၀၀၄ခုနှစ်တကူတော်အနေနဲ့ Grammy စပြီးတော့ရတဲ့အချိန်မှာဘီယွန်ဆေရဲ့အမှုပညာကြီးက outfit ဒေါ်လာ2သိန်းခွဲဖြစ်သွားခဲ့ပြီးတော့အခုချိန်ဆိုရင်တော့တညတာ private ဘွဲတစ်ဘွဲအတွက်အမှုပညာကြီးအနေနဲ့ American dollar တန်းချီရှိလို့နေပြီပဲဖြစ်ပါတယ်။ Taylor Swift ရဲ့အမှုပညာကြီးကဒေါ်လာ3သိန်း5000တာရှိခဲ့ပေမဲ့2010မှာ Grammy စရချိန်ကစပြီးတော့တညတာအတွက်အမှုပညာကြီးကိုဒေါ်လာ6သိန်းအထိမြင့်တက်သွားခဲ့ပါတယ်။ Taylor Swift ရဲ့လက်ရှိအမှုပညာပေါင်စည်းကိုတော့အတိအကျဖော်ပြထားတာမျိုးမတွေ့ရသေးပါဘူး။ Bruno Mars ကလည်းပထမဆုံး Grammy ဆရတဲ့အချိန်မှာအနုပညာရေးဒေါ်လာ3သိန်း3000ကနေ2သိန်း5000အထိကိုခုန်တက်သွားခဲ့တာဖြစ်ပါတယ်။အဆိုတော်မဟုတ်ပင်ဂီတထုံးလို့ရေးပိုင်းကဆိုရင်တော့ David Banner ဆိုသူက Grammy ရပြီးတဲ့အချိန်မှာသူ့ရဲ့ production ကြီးကိုမူလဒေါ်လာ5000ကနေ3သိန်းအထိတိုးပြီးတော့သတ်မှတ်ခဲ့ပါတယ်။ ဟုတ်ကဲ့ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တာကတော့နိုင်ငံတကာဂီတအနုပညာရှင်အနေနဲ့ဂုံယူစရာကောင်းတဲ့ Grammy ဆုကိုရရင်ပါရမလဲဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။အားလုံးပဲတရားပြောရှင်စရာကောင်းတဲ့နေ့ရက်လေးကိုပိုင်ဆိုင်သွားနိုင်ကြပါစေရှင်။